ဒိတ်စေးရဲ့ငြိမ်သက်ကြားရတဲ့တရားတမှုသာရဲ့မာလို့ရဲ့မာရီကိုပြန်တွေ့လာဒီကဝေဒနာကျွေးနာမှတည်ရဲ့ဆောင်းလမ်းမှရှိဘောတာ